မင်္ဂလာပါတင်ပြမြန်မာအနေနဲ့ကျေးဇူးပါတယ်အာဒီနေ့မှာတော့တာဘိုစင်နီယာမှာ Perfectures Day အသုံးပြုလို့ရမယ်ဆိုတာကိုပြပြပေးမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တို့တာဘို app ထဲကိုစဝင်ပါမယ်တာဘို app ထဲမှာကျွန်တော်ဒီနေ့မှာစီနီယာကိုဝင်လိုက်မယ်ကျွန်တော်တို့ setting ထဲကိုတွန်းလိုက်မယ်အဲ့ဒီမှာမှကျွန်တော်ဒီတိုင်းရှင်းတဲ့ကိုအရင်တွန်းလိုက်မယ်ပေါ့နော် ဆိုတော့ detection နဲ့မှာကျွန်တော်ဘာရှိမလဲဆိုတော့ပထမဆုံး motion tracking ပေါ့နော် motion tracking ကကြတော့သူကဒီကောင်ကို anywhere ပေးနိုင်မယ်ဆိုရင်သူကဒီ camera မှာပေါ့နော်လူတွေ့ရတော့ဘာလို့ဆိုရင်သူကနောက်ကိုတောက်ရှောက်လိုက်သွားရပေါ့နော်လူတို့အာခွေးတို့ပေါ့နော်မျိုးစုံတော့အဲဒီ tracking night အာ tracking night ကိုပေါ့နော်တောက်ရှောက်လိုက်သွားတယ်အာပြီးရကျွန်တော်ဘာရှိမလဲဆိုတော့ motion detection ရှိမယ် motion detection ကကြတော့သူက alert လာပေးရပေါ့နော်အာဒီက motion tracking online motion detection က auto anywhere ဖြစ်သွားရပေါ့နော်ဆိုတော့ motion detection မဲ့ on ပြီးတော့ အာ motion tracking ကိုပိတ်ထားလည်းရတယ်ပေါ့ဆိုတော့ motion ဒီတိုင်းစင်ရကြတော့သူကလူဖြတ်သွားရင်သူကဒီကျွန်တော်တို့ဟိုလူဖြတ်သွားပြီဆိုရင် alert လာပေးရပေါ့နော်ဖုန်းထဲမှာ alert လာပေးရင်အာ motion tracking ကကြတော့သူကဒီတောက်လျှောက်ကင်မရာကဒီသူ့ရဲ့နောက်ကိုလိုက်သွားရပေါ့နော်အဲ့လိုပုံစံမျိုးနဲ့သွားတယ်ဆိုတော့ဒီတက်ပဲပေးခြင်းလဲဆိုတော့ဒီကောင်ကိုပဲ on လာလိုက်အာဒီကောင်ကိုပိတ်ထားလို့ရရပေါ့နော်ပိတ်ထားပြီးတော့ဒီကောင်မှ online ဆိုရင်တော့ဖုန်းထဲမှာအလက်ပဲလာပေးရတောက်လျှောက်လူနာကိုမလိုက်ပါဘူး အာပြီးရကျွန်တော်တို့နောက်ထပ်ပါရှိအောင်မလဲဆိုတော့ person detention နေရှိမယ်ပေါ့နော် person detention ရှိမယ် person detention ကကြတော့လူတည်တတ်မယ်ပေါ့နော်လူတည်တတ်အောင်ပဲသူကတောက်လျှောက်တည်တတ်လုပ်တယ် motion detention ကကြတော့ခုနကဒီ motion ရှိသမျှပေါ့နော်လူမှမဟုတ်ဘူးကျွန်တော်တို့ဒီကားသွားတာတို့ဟိုကျွန်တော်တို့ train ဆန်နေပေါ့နော်အဲ့လိုဟာရေးဆိုရင်လည်းသူက motion detection သွားတယ် အဲပြန်လာတော့ကဘာရှိမလဲဆိုတော့ baby crying ပေါ့နော် baby crying detection ရှိမယ်ဒီကောင်အနေနဲ့ပေးထားမယ်ဆိုရင်အာကိုယ့်ရဲ့အိမ်မှာကလေးပေါ့နော်ကလေးကငိုကြာပါညာဆိုရင်လည်းအာ alert လာပေးရပေါ့နော်ဖုန်းထဲမှာ noti လာတက်တယ်ပေါ့အဲဆိုတော့အဲ့လိုပုံစံမျိုးလေးရှိမယ်ဒါကတော့ detection နဲ့ပတ်သက်ပြီးပေါ့နော်အာနောက်ထပ်တစ်ခုကကျတော့ alarm ပေါ့နော် alarm မှာကျတော့ဒီကောင်ကသူကဒီကင်မရာက ဗောနော်ဒီလူတွေ့ရာဖြစ်ဖြစ်ဒီတက်ရှင်တစ်ခုကိုတွေ့ရာဖြစ်ဖြစ်သူကအလန်းထမိမှာဗောနော်အဲ့လိုပုံစံမျိုးကိုကအလန်းမှာမှသူကအတန်ထမိတာရှိရဲကျွန်တော်မိထလင်းတာဗောနော်မိထလင်းတာရှိရဲဒါမှမဟုတ်အတန်မိတာရောမိလင်းတာရောနှစ်မျိုးလုံးရှိရဲဗောနော်အဲကိုကြိုက်တာရွေးပြီးတုံးလို့ရတယ်ပြီးတော့အတန်ကိုလည်းရွေးထားလို့ရတယ်ဗောနော်ကျွန်တော်အတန်ရွေးထားလို့ရတယ်အာ schedule ရဲ့မှာဆိုရင်လည်းကျွန်တော်ဒီတနေ့ကုန်ဗောနော်တနေ့ကုန်အာအဲ့လိုမျိုး activity တစ်ခုလောက်ထားမျိုးရှိမယ် အဲဒါမှမဟုတ်ရင်လည်းကျွန်တော်ကဒီအလန်းကိုပဲချိန်ဒီမှာပြမှလည်းမနှက်ပိုင်းလာဒါဝညာပိုင်းလာပါဘောနော်ဒါတော့ကက်စတန်ပါနော်ကက်စတန်ကိုဘတ်တာကိုကြိုက်တဲ့အချိန်ရွေးပြီးတော့ဌာနလင်းရရပါနော်အိမ်မှာလူမရှိတဲ့အချိန်လို့ဒါမှမဟုတ်အဲ့လိုတခုခုပေါ့နော်အာအပြင်သွားနေတဲ့အချိန်ကြီးအဲ့လိုမျိုးတွေချိန်ကျွန်တော်ဒီမှာထားခဲ့ပေးလို့ရရပေါ့အလန်းပေးထားခဲ့လို့ရတယ်အကယ်မတော့ဆိုလည်းကျွန်တော်ကပိတ်ထားလို့ရရပေါ့ နောက်တစ်ခုကတော့ကျွန်တော်ဗီဒီယိုအန်ဒစ်ပလေးပေါ့နော်အဲဒီထဲမှာဆိုရင်ကျွန်တော်က invert image ရယ်ပေါ့နော်သူကကြတော့အဲအကယ်ရီကိုကင်မရာပေါ့နော်ပြောင်းပြန်တက်တာဆိုရင်ပေါ့နော်ပြောင်းပြန်တက်တာဆိုရင်ကျွန်တော် invert image နဲ့ပြောင်းပြီးရောအာကမ်ဒီဗီဒီယိုပြန်ချိန်ပေးလို့ရတယ်ပေါ့နော်ဆိုတော့ invert image ကျွန်တော်ဖွင့်ကြည့်လိုက်မယ်ဖွင့်လိုက်ပြီဆိုရင်ကျွန်တော်ဒီကင်မရာကဒီကပုံစံဇောက်ထိုးဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်အကယ်ဇောက်ထိုးတက်တဲ့ပုံစံမျိုးဆိုရင်ကျွန်တော်ကဒီ invert image ပြန်ပြောင်းသုံးပေးရတယ် အကယ်၍ကျွန်တော်ကတိုက်ပဲထောင်ထားရဲဆိုရင်တော့ image image ကို on ထားစီရမလို့ဘူးပေါ့နော်ပိတ်ထားလို့ရတယ်။ပြီးတော့ကျွန်တော်က privacy ဇုံရှိမယ်ပေါ့နော်။အကယ်၍ကိုအိမ်မှာပေါ့နော်တခုခုအာမိခင်တတရှိတာပဲဖြစ်ဖြစ်ဒါမှမဟုတ်တခုခုမြင်စရာပေါ့နော်ဒီ record အာမလုပ်ထားခြင်းတဲ့နေရာတွေဆိုရင်ကျွန်တော် privacy မှတ်နဲ့အုပ်ထားလို့ရရပေါ့နော် record မလုပ်ခြင်းတဲ့နေရာပေါ့နော်ကျွန်တော်အစုံဆွဲထားလို့ရရပေါ့နော်အကယ်ဒီနေရာဆိုလဲဒီနေရာဒါမှမဟုတ်လဲဒီနေရာတခုခုပေါ့နော်အဲအဲ့နေရာကိုကျွန်တော်တို့က အဲ့ဒီမှာစေထားလို့ရရပေါ့နော်ဆိုရင်အဲ့နေရာကိုသူက record လုပ်တော့မှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ဒီမှာတော့ကြည့်နိုင်တယ်ဆိုဒီနေရာလေးကကွက်ပြီးတော့ record မလုပ်ထားဘူးအာပြီးတော့ကျွန်တော်ညနေမှမြင်ရတော့ဘူးပေါ့ဟိုအာဆိုတော့ကျွန်တော်နောက်ထပ်ဗားရေးရှင်းအောင်လဲဆိုတော့ဒီ view and display ရဲ့မှာဒီ distortion correction ပေါ့နော်ဒီကောင်ကတော့ဗာလဲဆိုတော့ဒီကောင် on ထားမယ်ဆိုရင်သူ့ရဲ့ image ကပို့ပြီးတော့ small ဖြစ်သွားရပေါ့နော်ဒီမြင်ရတဲ့မြင်ကွင်းကအာတေးသွားပြီးတော့သူ့သူ့ရဲ့ video image quality ကပို့ပြီးတော့ကောင်းသွားတဲ့ပုံစံမျိုးပေါ့နော် view ကကျင်းသွားတယ်ဒါပေမဲ့ဒီမှာ quality ကတိတိတသာချိန်သွားရပေါ့နော်ဒီမြင်ရတဲ့ view ကဆိုတော့သူကဒီ view ကိုချုပ်ပြီးတော့ဒီ camera တစ်ခုကိုပဲ focus ထားလိုက်တာပေါ့နော်အဲ့လိုပုံစံမျိုးဒါမှမတုံးဘူးဆိုလဲကျွန်တော်ကဒါကိုပိတ်ထားလို့ရတယ် အာပြီးရင်ကျွန်တော်ကဘာရှိအောင်မလဲဆိုတော့ on uh, on screen display info ပေါ့နော်ဒီကောင်ကကျတော့ဒီ v tab ပုံမှာသူ့ရဲ့ data ပုံရဲ့ logo တွေ text တွေပေါ့နော်အဲ့ဒါတွေပေါ်နေရအကယ်၍အဲ့ဒါတွေမပေါ်ခြင်းဘူးဆိုရင်ကျွန်တော်ဒါလေးတွေကိုအာပိတ်ထားလို့ရရပေါ့နော်အဲဒါပေမဲ့တချို့ကျတော့ရှိရပေါ့ဒီအချိန်နေတိုင်းနေနဲ့တိစာပြန်ပြချင်တာရရှိရဆိုရင်တော့ဒီကောင် on ထားပြရမယ်အဲဒါမှမဟုတ်ဘူးကျွန်တော်အဲ့ဒါတွေမလိုဘူးလုံးဝရှင်းရှင်းလင်းလင်းပဲကြည့်နေတယ်ဆိုရင်တော့ဒါတွေကို off ထားလို့ရရပေါ့နော် ပြီးတော့ကျတော့ကဒီ display tag on screen ပေါ့နော် display tag မှာကျတော့သူကဘာရှိမလဲဆိုတော့ light tag ပေါ့နော်ဒီမှာကြည့်နေဆိုရင် live view ပုံစံမျိုးအဲ့ဒါလေးပေါ်ထားလို့ရတယ်ဒါမှမဟုတ်လဲ speed tag ပေါ့နော်ဒီမှာ wifi ဘလောက်မှရနေရဆိုတဲ့ဟာမျိုးကြီးပေါ့နော်အဲ့ဒါလေးလည်းသူက on ထားခြင်း on ထားလို့ရတယ်အကွဲကင်မရာကိုကိုယ့်ရဲ့မိသားစုဝင်တွေကိုလည်းပေးသုံးခြင်းနဲ့ပေးကြည့်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကဒီ share device ထဲမှာ invite လုပ်ပေးဖို့လိုတယ်။ဆိုတော့ invite လုပ်ပေးမယ်ဆိုရင်ကျွန်တော်တို့က အာတခြားလက်ခံမဲ့ပေါ့နော်လက်ခံမဲ့သူကိုမိသားစုဝင်ကအာတပ်ပို app ကိုဖုန်းထဲမှာ down လုပ်ရမယ်ပြီးရင်ကျွန်တော်က tipline id ဖွင့်ပြီးတော့ login ဝင်လာရမယ်အပြီးပါရေးဆောင်မှာကျွန်တော်ကသူ့ရဲ့ gmail ကိုဒီကနေ invite လုပ်ပေးလိုက်မယ်လုပ်ပေးလိုက်ပြီးဟိုဘက်ကနေပြီး accept လုပ်လိုက်မယ်ဆိုရင်ဒီ camera ကိုကျွန်တော်ကအာနှစ်ယောက်သုံးယောက်တစ်ခါလေးကြည့်လို့ရပါပြီ maximum အနေနဲ့ကျွန်တော်က၅ယောက်ထိကြည့်လို့ရတယ်ပေါ့နော်အာပြီးရင်ကျွန်တော်ကဘာရှိအောင်မလဲဆိုတော့ဒီ firmware တွေပါတင်ချင်တာဆိုလဲကျွန်တော် firmware update မှာတော့တင်လို့ရတယ်အာပြီးရင်ကျွန်တော် reboot camera ပေါ့နော် camera တွေပါ reboot ချချင်တယ်ဆိုဒီမှာ ာ remove camera ထားလို့ရတယ်။အဲပြီးရင်ကျတော့ remove camera တကယ်ဒီကောင်ကတော့ကျွန်တော်တို့ကအာဒီကိုယ့်ရဲ့ camera ပေါ့နော်တခြားသူကိုပဲပေးသုံးတော့မယ်ကိုကလုံးဝမသုံးတော့ဘူးပေါ့နော်ကိုကကောင်ထဲမှာလည်းမထားတော့ဘူးဆိုရင်ဒီကောင်ကို remove လုပ်ပြီးတော့တခြားသူကိုတန်းပြီးတော့ပေးသုံးမယ်ဆိုရင်သူကလည်းတန်းအပ်သုံးလို့ရတယ်ပေါ့နော်။ဆိုတော့ဒီ main ဘက်မှာပေါ့နော်ဒီ main ဘက်ချက်မှာကျွန်တော်ပြောရှိမလဲဆိုတာပြပြပေးမယ်ဆိုတော့ပထမဆုံးဒီကိုကဒီကင်မရာကြည့်နေနေတခုအရေးကြီးတာပေါ့နော်တွေ့လာရဲဆိုရင်ကျွန်တော်ကဒီမှာ capture လမ်းပြီးရောဖန်လိုက်လို့ရတယ် နောက်မှကျွန်တော် record လိုချင်တယ်ဆိုလဲဒီမှာ record တက်ခါတယ်ဖန်တာလို့ပြရတယ်ဒါအလွယ်တကူဖုန်းထဲမှာတန်းပြီးရောစေသွားတယ်ပေါ့နော်အာပြီးရကျွန်တော်တို့ကဒီမှာသူ့ကင်မရာရဲ့အတန်ပေါ့နော်ဒီမှာနားထောင်လို့ရတယ်ကင်မရာတန်းဖွင့်လာလို့ရတယ်ပြီးရအကယ်၍ဒီခုပေါ့နော်အာပြောချင်တာရှိရဲ့ဆိုရင်ဒီလိုမျိုးအတန် talk နဲ့ပြောလို့ရတယ်နောက်မှတစ်ခါတည်းစကားနှစ်ဦးနှစ်ဖက်အပြန်လည်းပြောနေတာဆိုရင်ဒီမှာဖုန်းခေါ်တာပေါ့နော်အဲ့ဒါနဲ့သူ့ဖုန်းခေါ်ပြီးရောအာပြန်လည်းပြောလို့ရတယ်ပေါ့နော် အဲ့လိုပုံစံမျိုးနဲ့ပြောလို့ရတယ်။အာပြီးတော့ကျတော့ပန်နန်တစ်ပေါ့နော်။ပန်နန်တစ်ကကျတော့ဒီကင်မရာအလှည့်တာတွေပါပဲပေါ့နော်။ဒီဘက်ဒီမှာအဒီဘက်ကင်မရာတွေကိုလှည့်လို့ရတယ်။အာပြီးတော့ကျတော့ဒီ view point တွေကိုမှတ်ထားလို့ရတယ်ပေါ့နော်။ view point မှတ်ထားရဲဆိုတာကအကယ်ဒီမှာပေါ့နော်။ဒီက view point 1ပေါ့။1ဆိုပြီးတော့မှတ်ထားမယ်။မှတ်ထားမယ်ဆိုရင်တခုတစ်ခုဆိုရင်တန်းပြီးတော့ရွှေ့လိုက်လို့ရတယ်ပေါ့နော်။အဲကျတော့နောက်ထပ်တနေရာကိုရွှေ့လိုက်မယ်။အဲတနေရာကိုကျတော့ရွှေ့လိုက်မယ်ပေါ့နော်။ โอเคဒီကောင်းကိုကျွန်တော်က view point 2ပေါ့ point 2ဆိုပြီးမှတ်နိုင်မယ်โอเคတခုခုအာ view point change နေတယ်ဆိုရင်ကျွန်တော်ဒီ gain နောက်တစ်ခါလက်ထက်လဲကြာမလို့တော့ဘောနော်မလဲပဲဒီမှာ view point 1နေလိုက်ဆိုရင် auto ရှိသွားโอเคจ้า view point 2ကိုကြည့်နေတယ်ဆိုရင် view point 2ကိုနှိပ်လိုက်ဒါဆိုရင်တန်းပြီးတော့ရေးသွားအဲအဲ့လိုမျိုးကျတော့အလွယ်တကူတောင်းလို့ရရယ်ပေါ့နော်ဒါ view point နေမှတ်ထားပြီးတော့တောင်းလို့ရရယ် အဲဒါကြောင့်ဒီမှာဗားရေးရှိအောင်မလဲဆိုတော့အာဒီကင်မရာပေါ့နော်ဒီ high quality low quality ထားလာလို့ရတယ်အာပြီးတော့ဒါကကြတော့ကျွန်တော် demo နိုင်မို့ပေါ့နော် video mode ကို auto ထားလဲရတယ် demo နိုင်မို့ထားလဲရတယ်အာပြီးတော့နောက်တစ်ခုကမရှိအောင်မလဲဆိုတော့ privacy mode ပေါ့နော် privacy mode ဒီကောင်ကြတော့တခုခုပေါ့နော်အာအရေးကြီး အဲပိတ်ချရရှိရဆိုရင်ကျွန်တော်ဒီမှာ privacy mode online လို့ရတယ်ဒါဆိုရင်ဒီကောင်လုံးဝမမြင်ရတော့ခုနကျ privacy mask ပေါ့နော် privacy mask ကကျတော့ကိုလိုချင်တဲ့နေရာတစ်ခုတည်းကိုပဲကွက်ပြီးရောအာ privacy mode on อ่ะအာဒီကောင်ကကျတော့ privacy mode ကကျတော့တစ်ခုဒီ screen တစ်ခုလုံးပေါ့နော်သူကပိတ်ချပလိုက်တာပိတ်ချလိုက်တာဆိုတော့ဒီမမြင်အောင်ပေါ့နော်အဲ့လိုပုံစံမျိုးတကူအရေးကြီးအာ data တစ်ခုရှိလို့အာကျွန်တော်ကပိတ်ချင်တယ်ဆိုရင်ဒီလိုပိတ်ချလိုက်လို့ရတယ်ပေါ့ အဲဆိုတော့ကျွန်တော်ကင်မရာကိုပေါ့နော် recording လုပ်တဲ့အခါမှာကျွန်တော် micro SD card ထည့်ထားပြီးတော့ record လုပ်ထားလို့ရတယ်ဆိုရင်သူ micro SD card ရဲ့ဒီ kit ပေါ်မူတည်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီတလားရတာရှိရဲမျိုးစုံပေါ့နော်မျိုးစုံတော့ရဲ့ရတာရှိရဲပေါ့ဆိုတော့အဲ့လိုမျိုးထည့်တောင်းလို့ရတယ်အကယ်ကျွန်တော်ကအဲ့လိုမျိုး micro SD card မွေးခြင်းဆိုရင်ကျွန်တော်ကဒီ tapo care ဆိုတာရှိရဲပေါ့နော် tapo care မှာကျွန်တော်တို့သွားပြီးတော့ ဒီကိုရဲ့ data တွေကိုသွားတင်လို့ရတယ်ဆိုတော့ဒီကောင်းမှာကကြတော့သူကလာခြင်းပေးပေါ့နော် device တစ်ခုစာလေးအနှစ်အာရေးရလေးရှိရပေါ့နော် man လေးရှိရဲကျတော့ရွှေပြီးတော့ဝယ်လို့ရတယ်အာတစ်ခုกว่าတာဗာလဲဆိုတော့ micro sd card နဲ့တစ်ခုกว่าတာဒီကောင်းက unlimited ပေါ့နော်ဒီ storage နဲ့ပတ်သက်ပြီးတော့သူက unlimited ပေါ့ကျတော့ဒီသူကဒီ time ကိုပဲ limit လောက်ထားဆိုတော့တစ်လသုံးမယ်တစ်လသုံးမယ်ဆိုလဲဒီကောင်ကအဲ့တစ်လစာမှာဒီ storage က unlimited တုံးလို့ရတယ်ပေါ့နော်ပြီးတော့တခြား features တွေလည်းပို့ပြီးတော့တုံးလို့ကောင်းပါတယ် အဲအကယ်၍ကျွန်တော်တို့ကဒီစမ်းသုံးကျင်နေဆိုရင်လည်းဒီမှာကျွန်တော်တို့ကအာရက်30ပေါ့နော်ကိုယ့်ရဲ့ကင်မရာလုံးမှာရက်30သူက free စမ်းသုံးကြည့်လို့ရရပေါ့အာဒါဆိုရင်တော့ကျွန်တော်တို့တပ်ဖို့စီနီယာမှာဘာ features တွေပါတယ်ဘယ်လိုအသုံးပြုရလဲဆိုတာကိုသိရှိမယ်လို့ယုံကြည်ပါတယ်ဆိုတော့နောက်ဗီဒီယိုတွေမှာနောက် features အသစ်တွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်